င်္ဂလာပါရှင်ဒီကနေ့အနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမလေးရှားတွင်စတင်အမေရိကန်သမ္မတထရန့်အပါအဝင်ကမ္ဘာကောင်ဆောင်များတက်ရောက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်မြမအရေးသက်ဆိုင်သူအလုံးလှုပ်ပေးဖို့သမ္မတထရန့်တောင်းဆို မလေးရှားနိုင်ငံကွာလာလပူမြို့၌ယနေ့အောက်တိုဘာလ26ရက်တွင်48နှစ်ချိန်နောက်အာဆီယံထိပ်သီးအစည်းအဝေးစတင်ကျင်းပနေပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်အပါအဝင်ကမ္ဘာနိုင်ငံကောင်းဆောင်များတက်ရောက်နေကြောင်းသိရပါသည်။အဆိုပါထိပ်သီးအစည်းအဝေးကိုအောက်တိုဘာ26မှ29ရက်အထိ၄ရက်ကြာကျင်းပသွားမည်ဖြစ်ပါသည်။အစည်းအဝေးအစီအစဉ်များအရယခုအချိန်တွင်ဒေတာရင်းလုံခြုံရေးနှင့်နိုင်ငံရေးစိန်ခေါ်မှုများမြမအရေးအပါအဝင်တောင်တရုတ်ပင်လယ်အရေးနိုင်ငံဖြတ်ကျော်ရဇဝတ်မှုများဥပမာကြားဖြတ်လင်းလင်းမှုများအပြင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ဖွံ့ဖြိုးရေးကိစ္စများအားအဓိကထားဆွေးနွေးကြမည်ဖြစ်ကြောင်းသိရပါတယ်။စီးပွားရေးဆွေးနွေးမှုများအတွင် Digital စနစ်ပြန်လည်ပြေဖြိုးမြဲစွမ်းအင် Renewable Energy နဲ့ Green Growth ကဲ့သို့သောခေတ်မီဦးစားပေးကဏ္ဍတင်များကိုလည်းထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ပါတယ်။ထို့ပြင် Timor Leste နိုင်ငံကို ASEAN အဖွဲ့၏၁၁ရောက်မြောက်အဖွဲ့ဝင်နိုင်ငံအဖြစ်ရင်းအစည်းအဝေးတွင်တရားဝင်လက်ခံအတည်ပြုမည်ဖြစ်ရာ ASEAN အတွက်သမိုင်းဝင်မှတ်တိုင်တစ်ခုဖြစ်လာမည်ဖြစ်ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည်၎င်း၏ခီးစဉ်အတွင်ထိုင်းနှင့်ကမ္ဘောဒီးယားနှစ်နိုင်ငံတို့၏နှိရှိနေကြာပြဿနာငြိမ်းချမ်းရေးစကြုပ်လက်မှတ်ရေးထိုးပွဲကိုလည်းတက်တဲ့အဖြစ်တက်ရောက်မည်ဖြစ်ပါသည်58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးသို့မြန်မာနိုင်ငံမှာစစ်ကောင်စီကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမရောက်နိုင်ပါမှုတက်ရောက်ခွင့်မရရှိပေနိုင်ငံသားရေးဝန်ကြီးဌာနမှဝန်ကြီးအဆင့်မဟုတ်သည့်ကိုယ်စားလှယ်တက်ရောက်မည်ဖြစ်ကြောင်းသိရပါသည်။ရန်စီဝေး၌မြန်မာနိုင်ငံ၏ဘုံသဘောတူညီချက်၅ရက် FPC အကောင့်ထဲပုံမှုကိုခေါင်းဆောင်များကပြန်လည်သုံးသပ်ကြမည်ဟုလည်းသိရပါဗျ။ဆက်လက်ပြီးညဝရီမျိုးနဲ့ KK ပတ်တွင်ယနေ့ညနေပိုင်းပေါက်ကွဲမှုထပ်မံဖြစ်ပွား KK ပတ်တစ်ခုလုံးကိုလည်း VGF ကအမှောင်ချထားပြီးရှင်းလင်းရေးလှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်ညဝရီမျိုးနဲ့ KK ပတ်တွင်ယနေ့ညနေပိုင်းပေါက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ပြီး VGF ကအမှောင်ချထားကရှင်းလင်းရေးလှုပ်ဆောင်နေကြောင်းနှစ်ဆက်ဒေတာသတင်းရေးပြများကသတင်းဌာနကိုပြောကြားပါတယ်။ယနေ့အောက်တိုဘာလ26ရက်နေ့ညနေ9:00ကျော်ခန့်တွင် မြောက်ဝတီမြို့နယ် KK ပတ်အတွင်ပောက်ကွဲမှုထပ်မံဖြစ်ပွားပြီးနောက်မီကိုလိုများထွက်ပေါ်လာသည်ကိုတွေ့မြင်ရကြောင်းအဆိုပါ KK ပတ်အတွင်ကြားဖြတ်လုကိုင်းသူများထွက်ခွာပြီးပြီးနောက် PDF ကနေ့စဉ်ပောက်ကွဲမှုများလှုပ်ဆောင်ကရှင်းလင်းရေးလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရပါတယ်ထို့သောပောက်ကွဲမှုဖြစ်ပွားပြီးနောက်ရှင်းလင်းညပိုင်းတွင်လည်း BGF က KK ပတ်တခုလုံးကိုအမှောက်ချထားကာရှင်းလင်းရေးများဆက်လက်လုပ်ဆောင်နေကြောင်းသိရပါတယ်။ဒီနေ့ညနေပိုင်းလည်း KK ပတ်ထဲမှာစက်တိုက်ကိုပောက်ကွဲမှုတွေဖြစ်နေတဲ့ PDF ကကြားဖြန့်ကိစ္စနဲ့ပတ်သက်တဲ့ဟာကိုရှင်းလင်းရေးလှုပ်ဆောင်နေတာလို့တော့ယူဆရတယ်။ပောက်ကွဲမှုဖြစ်ပြီးမိโกလုံးတွေထွက်လာတာကိုမြင်နေရတယ်။ပောက်ကွဲအကတော်တော်ပြင်းနေ။ထိုင်းဘက်ကန်ကအိမ်ကိုပါပုံဆလာတည်တယ်။ခေါင်းမိုးပောက်သွားတယ်။အခုညပိုင်းအထိကိကိပတ်တဲ့မိတွေပိတ်ထားတယ်။အကုန်အမောင်းချထားတယ်။သူတို့ဘာသာရုပ်ရှင်ရိုက်နေတာလားတော့မသိဘူးအရင်ရက်တွေဆိုရင်ညပိုင်းမှပောက်ကွဲမှုဖြစ်တယ်ဒီနေ့ကပိတ်ရက်လည်းဖြစ်တော့ညနေပိုင်းလည်းဖြစ်တော့လူတွေပုံမြင်ရတယ်ထိုင်းဘက်ချမ်းကတော့နေဆက်လုံးကြိုးရင်မှအစစ်အစစ်တင်းကျပ်ထားတော့မယ်ဟု နေဆက်ဒေတာသတင်းရင်းမြစ်များကပြောဆိုပါတယ်။အလားတူအော်တိုဘလ25ရက်နေ့ညနေ9နာရီကျော်ခန့်ကလည်း KK ဘတ်တွင်ပောက်ကွဲမှုများဆက်တိုက်ဖြစ်ပွားခဲ့ကြောင်းအော်တိုဘလ22ရက်နေ့နှင့်အော်တိုဘလ23ရက်နေ့မှစတင်ပြီး KK ဘတ်အတွင်မှကြာဖြန့်လုတ်ကိုင်းသူများကို BGF နှင့်ထုတ်ခဲ့ပြီးအရေးကြီးသောကြာဖြန့်တရုတ်တတိများကို BGF ကခေါ်ထုတ်ကရွှေကုတ်ကို BGF အရေးကများတွင်ခိုးလုံခွင့်ပေးထားကြောင်းနေဆက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ ယနေ့ချိန်ဒီ KK ပတ်မှထိုင်းနိုင်ငံမဲဆောက်မြို့သို့ထွက်ပြေးရောက်ရှိလာသောစုစုပေါင်း1233ဦးရှိနေပြီးထိုင်းအာဏာပိုင်များကစီစစ်မှုများလှုပ်ဆောင်ကာယာယီခိုးလုံရေးစခန်းများတွင်ထိန်းသိမ်းထားကြောင်းသိရပါသည်။ဆက်လက်ပြီးတသက်ခိုင်အမတ်လောင်းပြုတ်ခြင်းမှ NLD နဲ့ပတ်သက်မှုသို့မှန်သမျှကိုညှိလန့်ရှင်းခြင်းဟုဆိုတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါသည်။တသက်ခိုင်ကိုလွှတ်တော်အမတ်လောင်းဆက်ရင်မှပယ်ဖျက်လိုက်ခြင်းမှအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ပတ်သက်ခဲ့မှုသို့မှန်သမျှအားညှိလန့်ရှင်းလင်းပြစ်ခြင်းဟုနှားလေကြောင်း မုံရွာအခြေစိုက်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတအုပ်ကဆိုပါတယ်။မင်းအောင်လှိုင်နဲ့စစ်အာဏာရှင်စနစ်ကိုစုံလုံကန်ထောက်ခံခဲ့သည့်ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌတက်တက်ခိုင်သည်ရန်ကုန်တိုင်း FPTP အမျိုးသားလွှတ်တော်မဲဆန္ဒနှင့်အမှတ်နှစ်အမှတ်လောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်ကံအမည်စရင်းတင်သွင်းထားခြင်းဖြစ်ပြီးတက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှရှစ်ကာကြီးပါပြဋ္ဌာန်းချက်နှင့်ညီစွမ်းသက်ဖြင့်ခိုးစလေလောင်းစရဲမပဲ့ချက်ကြောင့် စစ်ကော်မရှင်လက်အောက်ခံတရားမဝင်ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ချပါတယ်။အရင်တုန်းကဝင်ကြီးခန္ဓာကြတော့မြေအောင်လိုက်ကို2020ရွေးကောက်ပွဲမတိုင်ခင်ကအာနာသိမ့်ဖို့အတွက်ရဲစီးတင်ပြတဲ့အတွက်ဂျေဆူဆက်တဲ့သဘောလို့ထင်နေ။ဂျေဆူတွေကြည့်ပြီးလို့မြေအောင်လိုက်ကတတ်မှတ်လိုက်ပုံပဲ။အခုကတော့လုံးဝမမျှော်လင့်ထားတဲ့အချိန်ရောက်မှပွဲသိမ်းရိုက်ချပြစ်လိုက်တယ်။မြေအောင်လိုက်က NLD တစ္ဆာဖောက်တွေကိုတောင်မယုံကြည်တဲ့သဘောပဲဟုလက်ကောင်းကသတင်းဌာနကိုပြောပါတယ်။ တက်တက်ခိုင်သည်ခွန်နိုအင်ယာစီမံကိန်းများနှင့်ပတ်သက်ပြီးကမ္ဘောဇာဗန်မှချိန်ထားသောချက်ဘီလီယံပေါင်းများစွာကိုပြန်မဆက်နိုင်သေးတဲ့အကြောင်းထွက်ပေါ်လျက်ရှိပါသည်။ဥပဒေဆိုတာမင်းအောင်လိုင်ပတ်သက်ထဲမှာပဲရှိတယ်။ဒီလောက်အကျွေးထုတ်နေတဲ့သူကိုအရင်ကဝင်ကြီးပါလို့ခန့်ခဲ့တဲ့လေ။အဖေကခန့်ကျင်လို့ခန့်ခဲ့တယ်။အခုအမတ်လောင်းကနေပါလို့ဖြုတ်လဲဖြုတ်ချင်လို့ဖြုတ်တယ်။မင်းအောင်လိုင်ရဲ့လမ်းပြမြေပေါ်မှာတက်တက်ခိုင်တို့ဆန္ဒမင်းတို့လို NLD ပြုတ်ပြင်မပါဘူးဆိုတဲ့သဘောပဲဟုရန်ကုန်အခြေစိုက်စာပေလောကသားတအူကဆိုပါတယ်။ NLD ပြုတ်နဲ့ NLD မှထွက်လာသောပြည်သူ့တစ္ဆာပေါင်းများစုဝေးရအမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကိုစစ်ကော်မရှင်ကဖျက်သိမ်းခဲ့ပြီးနောက်ရခုတပ်တပ်ခိုင်ကိုအမှတ်လောင်းစရဲမှပယ်ဖျက်လိုက်ခြင်းသည် NLD ပါတီအပေါ်မင်းအောင်လှိုင်အခါတကြီးခြင်းနှင့်မနာလိုစိတ်ကြီးခြင်းကိုထင်ထင်ရှားရှားဖော်ပြနေသည်ဟုလည်းမုံရွာနိုင်ငံရေးတက်ကြွလှုပ်ရှားသူကဆိုပါတယ်တပ်တပ်ခိုင်သည်2015ရွေးကောက်ပွဲတွင် NLD ပါတီအမှတ်အဖြစ်အနိုင်ရခဲ့တော်လဲ2018ခုနှစ်၌ပါတီတာဝန်များရပ်ဆိုင်ခံခဲ့ရပြီးနောက် နှုတ်ထွက်ခဲ့ကပြည်သူ့ရှေ့ဆောင်ပါတီကိုထူထောင်ခဲ့ပြီးထို့နောက်2020ရွေးကောက်ပွဲဝင်ခဲ့ရာတနေရာမှအနိုင်မရခဲ့ပြီး2020ဩဂုတ်လတွင်မင်းအောင်လှိုင်နှင့်34ပါတီတို့တွဲဆောင်ခဲ့ရ၌အာနာသိမ့်ရန်မင်းအောင်လှိုင်ကိုမြှောက်ပေးသည့်အထက်တက်တက်ခိုင်လဲရှိဆုံးကပါဝင်ခဲ့ကြောင်းသတင်းထွက်လာခဲ့သည်အာနာသိမ့်ပြီးနောက်မင်းအောင်လှိုင်ခန့်လူကယ်ပြန်ဝင်ကြီးနှင့်ဟိုတယ်နှင့်ခရီးသွားဝင်ကြီးအဖြစ်2021မှ2025ဇန်နဝါရီလကုန်အထိတာဝန်ထမ်းခွင့်ရခဲ့သည်ဆလပီမြမအရေးရက်တီချက်၄ရက်ထိုင်းချမှန် ရွေးကောက်ပွဲလည်လာသူစေလွတ်စေခြင်းပင်ပေတရားဝင်အသိမှတ်ပြုတာမဟုတ်ဘူးဟုထိုင်းဆိုရဲဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေအပေါ်အဓိကမူဝါဒရက်တီချက်၄ရက်ချမှတ်ထားကြောင်းထိုင်းနိုင်ငံသားရေးပြောရေးဆိုခွင့်ရှိသူဒီကွန်တေဘလန်ကူရာကအော်တိုဘာလ၂၅ရက်မှာတရားဝင်ထုတ်ပေါ်ပြောဆိုလိုက်ပါတယ်။ အော်တိုဘလ26ရက်နေ့မှာစတင်ခဲ့တဲ့58ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးတွေမတိုင်မီကျင်းပတဲ့အာဆီယံနိုင်ငံသားကြီးဝင်ကြီးများအစည်းအဝေးအပြီးမှာအဆိုပါမူဝါဒတွေကိုထိုင်းကသတင်းတောက်တွေရှိဖော်ထုတ်ခဲ့တာပါ။မနေ့ကလည်းထိုင်းနိုင်ငံသားကြီးဝင်ကြီးစီဟာဆက်ဖောင်ကက်ကောင်ကဘုံသဘောတူညီချက်9ရက်အကောင့်ထဲပေါ်ရေးဆိုင်ရာအလို့သဘောအကြံပေးဆွေးနွေးပွဲတိုးချက်အစည်းအဝေးကိုတက်ရောက်ခဲ့ပါသေးတယ်။မြမအကြီးထိုင်းနိုင်ငံကချမှတ်ထားတဲ့အကြီးအကဲမူဝါဒရည်တည်ချက်လျက်ကတော့ တဲ့မြန်မာနိုင်ငံမှာအလုံးပတ်ဝင်နိုင်တဲ့ဆွေးနွေးမှုနဲ့ရေရှိငိမ့်ချမ်းရေရရှိဖို့ရာမရှိမဖြစ်လိုအပ်တဲ့လမ်းကြောင်းအဖြစ်လူသားချင်းစာနာမှုအကူအညီတွေပံ့ပိုးပေးရင်နှင်းရွေးကောက်ပွဲလုံမှာငိမ့်ချမ်းရေလုပ်ငန်းစဉ်ရဲ့တစိမ့်တစ်ပိုင်းအဖြစ်ဆွေးနွေးညှိနှိုင်းမှုတွေဆက်လုပ်ရင်းအလုံးပတ်ဝင်ပြီးတရားမျှတဖွင့်လင်းမြင့်သားတဲ့ရွေးကောက်ပွဲတွေပြုလုပ်ဖို့တောင်းဆိုရင်၃အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမြန်မာအရေးသက်ဆိုင်သူတွေအခြေချင်းနဲ့အာဆီယံရဲ့ပြင်ပမိတ်ဖက်တွေအကြားအပြုသဘောဆောင်တဲ့ထိတွေ့ဆက်ဆံမှုကိုထောက်ခံအားပေးညှင့်တင်ရေး လေမြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်ရန်ရရဲ့ထိရောက်မှုနဲ့စင်ဆက်မပြတ်ဆက်လက်လှုပ်ဆောင်နိုင်မှုကိုပုံမှန်မြင့်တင်ရို့ဖြစ်ပါတယ်။ဆေးဥစုချင်းပါမဲ့မြန်မာရွေးကောက်ပွဲနဲ့ပတ်သက်လို့နီကွန်ဒေကထိုင်းအနေနဲ့မြန်မာရွေးကောက်ပွဲကိုပြည်တွင်းဆုံးဖြတ်ချက်အဖြစ်ရှုမြင်ပေမယ့်လာမယ့်ရွေးကောက်ပွဲတွေတက်နိုင်သမျှအားလုံးပါဝင်နိုင်အောင်မြန်မာနဲ့ထိတွေ့ဆက်ဆံဖို့အရေးကြီးကြောင်းအဲ့ဒီလိုထိတွေ့ဆက်ဆံရမှာလဲအာဆီယံအဖွဲ့ဝင်တွေကရွေးကောက်ပွဲလေးလာသူတွေစီလို့တဲ့ကြောင်ပြောဆိုပါရယ်ဒါပေမဲ့လေးလာစောင့်ကြည့်တယ်ဆိုတာအတိမတ်ပြုထောက်ခံတယ်လို့မဆိုလိုပါဘူး ခွင့်လင်းမြင့်တာမှုအားလုံးပါဝင်နိုင်မှုနဲ့ရွေးကောက်ပွဲရဲ့ဘေးကင်းလုံခြုံမှုကိုတည်ကြာစေဖို့အတွက်လေ့လာဆောင်ကြည့်ဖို့လိုအပ်နိုင်ပါတယ်။ဒါဟာရွေးကောက်ပွဲကိုယ်တိုင်ကိုအသိမှတ်ပြုခြင်းနဲ့လုံးဝမတက်ဆိုင်ပါဘူးလို့နီကွန်တီကဆိုပါတယ်။တစ်ချိန်တည်းမှာပဲမြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်ရဲ့တက်တန်းကိုထိုးမြင့်မဲ့စိတ်ကူးအပေါ်အစီအွေကအပိသက်ဆုံးဖြတ်ချက်မချရသေးကြောင်းရေဘူးရအဖြစ်ထောက်ခံမှုတော့ရှိကြောင်းသူကပြောဆိုခဲ့ပါတယ်။စမိုင်းတဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်